နေကလေးတွေခုနအစာပြီးဘိုက်ဆိုင်ရလေ့လာရမယ့်ကိစ္စတွေခုနကျွန်တော်မြောက်ပြည်မြို့ကဟိုအချိန်ကလူနှန်းစားတွေပြကျွန်တော်တို့ online နဲ့ဈေးရောင်းတဲ့ကိစ္စတွေဒါတွေမှာလည်းခုနအင်တာနက်စနစ်တွေကသူတို့အတွက်လည်းအခက်အခဲတွေအများကြီးရှိတော့ခုခဲ့တာကတော့ကျွန်တော်တို့အတွက်မဟုတ်ခဲ့ပါဘူးကျွန်တော်တောင်းဆိုတာလည်းအချိန်ချင်းခါခါအဲရှိခဲ့ပါပြီဒါပေမဲ့ဒီနေ့ချိန်ထိတော့ထူးခြားတော့ဟိုပြောင်းလဲမှုတစုံတရာမရှိခဲ့ပါဘူးအဲမဲ့ကျွန်တော်တို့ဟိုရောက်ဒီမြို့ကလည်း ကျွန်တော်ဒီမြို့မှာတာဝန်ထမ်းဆောင်နေလာခဲ့တာနှစ်ပေါင်း20ကျော်ခဲ့ပါပြီကျွန်တော်တို့မြို့ကအကျွန်တော်ကျွန်တော်မြို့ကပြည်သူလူထုကိုကျွန်တော်လေးလေးလေးစားတယ်တနာလဲတနာတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တို့မြို့ကဖြစ်ပေါ်လာတဲ့မြတ် ပြဿနာတိုင်းပြဿနာတိုင်းကိုအမြဲတမ်းကြက်ကြက်ခံရင်ဆိုင်ဖြေရှင်းတတ်တဲ့ကျွန်တော်တို့မြို့ရဲ့ပြည်သူလူထုရဲ့အစွမ်းကိုကျွန်တော်တကယ်လေးလေးလေးစားတယ်ကျွန်တော်မြို့ကအခုနေတက်တဲ့လောက်ကိုဖြစ်နေပြီပေါ့နော်လက်ရှိအခြေအနေအခက်အခဲပေါင်းများစွာကြားထဲမှာ အဲယုံထပြီးတော့မှနေတက်တော့ဖြစ်နေပြီပေါ့အဲလက်ရှိအခြေအနေကဒါလေးတွေကကျွန်တော်တို့ကကျွန်တော်တို့လည်းဒီဘက်မှာလှုပ်ဆောင်ချက်တွေလုပ်ပြနေတယ်နေသားတစ်ခုမှာတစ်ဖက်ကလည်းကကကအပြုတော်ဆောင်လည်းပြည်သူတွေအတွက်အဲပြန်ကြည့်ပြီးတဲ့ဥစ္စာမျိုးတွေဟိုလုပ်ပေးနိုင်ရင်တော့အာရဟန်းကောင်းတာပေါ့ဗျာအများနဲ့လည်းကျွန်တော်ကျေးဇူးတင်နေပြည်သူတွေပေါ့ဗျာပြည်သူတွေလက်ရှိကလက်ရှိအတိညာဖို့ပြဖို့အတွက်ကကအင်တာနက်ကိုအသုံးပြုပြီးတော့မှလေ့လာရတဲ့အရာတွေ အဲအကြောင်းတွေကလေးတွေခုနစာပီဘိုင်းဆိုင်ရာလေ့လာရမယ့်ကိစ္စတွေခုနကျွန်တော်မြောက်ပြည်မြို့ကဟိုအချိန်ကလူနှန်းစားတွေကကျွန်တော်တို့ online နဲ့ဈေးရောင်းတဲ့ကိစ္စတွေဒါတွေမှာလည်းခုနအင်တာနက်စနစ်တွေကသူတို့အတွက်လည်းအခက်အခဲတွေအများကြီးရှိတာပေါ့နော်။နောက်ပြီးခုန73စီဆိုလို့ရှိရင်လည်းမရဘူးမလားရတယ်။အဲခုနကဈေးနှုန်းတစ်ခုအကြီးမြတ်မှုတစ်ခုပေါ်မှာအချိန်ကလူနှန်းစားတွေဘက်ကတော့အများကြီးခက်ခဲဖြစ်တာပေါ့တဲ့။